Thank you. ဇီမာရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။ဇီမာရေဒီယိုကမြန်မာပြည်သူတွေအတွက် ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ဇီမာရေဒီယို မနက်ပိုင်းအစီအစဉ်ကို နေ့စဉ်မြန်မာစံတော်ချိန်မနက်9နာရီကနေ9နာရီခွဲအထိအန်ဒိုမီတာ31မီတာ၉ဒသမ၄မဂါဟက်စ်ကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ16မီတာ စက်ခွန်တသမာ9မှတ်ကဟက်စကနီထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမှာရှိကြပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။မေလာ29ရက်တနင်္လာနေ့ညဘက်မြစီမရေဒီယိုအစီအစဉ်ကို မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိစတင်ထုတ်လွှင့်နေပါပြီ။ကျမကတော့ရွှေနွယ်ပါ။ဒီနေ့ညနာဆင်ညာမဲ့သတင်းတွေကတော့တရုတ်ဆောင်ခန့်စီသူရွေးကောက်ပွဲကော်မရှင်ကို300လှူဒန်းတဲ့သတင်းနဲ့အတူပလဲမစစ်ကောင်စီတပ်လေးချောင်းအုံပြူတိုက်ခိုက်လို့ကလေးနှစ်ဦးပါဝင်၄ဦးသေဆုံးတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်ရင်းသတင်းတွေကိုနားဆင်ကြရမှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အတူပြောင်းလဲလာတဲ့စကောင်စီရဲ့ဝါရဖြန်ရက်နေရအကြောင်းဆွေးနွေးတင်ဆက်ထားတဲ့မြန်မာ Editorial Talk အစီအစဉ်တို့ကိုလည်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ ်မင်္ဂလာပါရှင်နောက်ဆုံးရပြည်ရင်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျမကတော့ကျူချမ်းပါစက်ကောင်စီဝါရဖြန့်စက်ကားရီမှာအမြဲတွေ့ရလေးရှိတဲ့တရုတ်ဆောင်အကယ်ဒမီခန့်စီသူကမန္တလေးမြို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးဝန်တန်းနေနဲ့ဝန်ထမ်းမိသားစုဝင်တွေအတွက်ကျသိန်း200တန်ဖိုးရှိတဲ့စားတောက်ဖွဲရာတွေကိုလှူဒန်းခဲ့ကြောင်းစစ်ကောင်စီကမေလ16ရက်ထုတ်မြမအလင်းသတင်းစာမှာဖော်ပြပါဗျာ။ ငလျင်တန်းတန့်ထားတဲ့မန္တလေးမြို့ကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းနဲ့မိသားစုဝင်တွေကိုလှူဒန်းထားတာလို့ဆိုပါရယ်စစ်ကောင်စီကရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေပြီးလာမယ့်ဒီဇင်ဘာလနဲ့ဇန်နဝါရီလနောက်ဆုံးထားကျင်းပမယ်လို့စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုရိုင်းထုတ်ပြောထားပြီးတလင်းအင်အားစုတွေဘက်ကတော့တရားမျှတမှုရှိတဲ့ရွေးကောက်ပွဲမဖြစ်ဘဲစစ်အာဏာရှင်တပ်ဆိုးရှေ့စီမဲ့ရွေးကောက်ပွဲတစ်ခုသာဖြစ်ကြောင်းပြောကြားထားကြပါရယ် တရုတ်ဆောင်ခန့်စီသူဟာအာနာသိန်းစာကာလာရီမှာဆရာနာရှင်ဆန္နာပြပွဲတချို့မှာပါဝင်ခဲ့ပေမဲ့လည်းနောက်ပိုင်းမှာတော့စစ်ကောင်စီကရိုက်ကူးထုတ်လုပ်တဲ့ဝါရဖြန့်ရုပ်တံဇက်ကားတွေမှာပါဝင်တရုတ်ဆောင်လေးရှိပါတယ်။ဒါအပြင်ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလစစ်ကောင်ဆောင်ရဲ့တရုတ်ပြန်ခီးစဉ်ကျိုးဆိုသူတွေအထက်မှာလည်းတရုတ်ဆောင်ခန့်စီသူကပါဝင်ခဲ့ပါတယ်ရှင်။ စကိုင်းတိုင်းပလဲမြို့နယ်နွယ်အင်းကျွော်ကိုစစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းပုံကျဲတိုက်ခိုက်တာကြောင့်ကလေးနှုတ်ပောင်ဝင်ဒေသခံ၄ဦးသေဆုံးသွားတယ်လို့ရမပင်ခရိုင်တပ်ရင်းစနစ်တပ်ဖွဲ့တာဝန်ရှိသူထံကသိရပါဗျ။မေလ၁၈ရက်နေ့မွန်လွဲ၁၂နာရီ၄၀မိနစ်ဝန်းကျင်အချိန်လောက်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဇက်ပိုက်တာနှစ်စီးနဲ့ဖုံးသုံးလုံးကျဲချတိုက်ခိုက်သွားတာဖြစ်ပါတယ်။ စကောင်းစီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် Grade 6ကျောင်းသားမောင် ဖုံမြင့်သက် Grade 12ကျောင်းသူမတ်ကျဲစင်ဦးဒေါ်မေရီနဲ့မတ်တင်းမြတ်သူတို့လေးဦးသိဆုံးသွားကြပြီးနှစ်နှစ်သားရွယ်ကလေးငယ်တို့ပါဝင်နောက်ထပ်ဒေသခံ6ဦးထပ်မံထိခိုက်ဒဏ်ရာရကဒီတမ်းမှာဒဏ်ရာပြင်းထန်တွေလည်းပါဝင်တယ်လို့သိရပါဗျ ဒေသမတိုက်ခိုက်ခင်ရပိုင်းအလုံးမှာစစ်ကောင်စီတပ်ဖွဲ့ကဝိုင်းတွဲလျင်နဲ့ကြေးရပေါ်မှာပြန်ဝဲပြီးတော့ပြတ်မှတ်တွေကိုထောက်လန်းတာတွေလုပ်ခဲ့ကအရသာပြည်သူတွေကိုစနစ်တကျတိုက်ခိုက်သွားတာဖြစ်တယ်လို့ဒေသခံတွေကပြောဆိုပါတယ်။ပလဲမြို့နယ်အတွင်းမှာတိုက်ပွဲဖြစ်ပွားတာမရှိတော့ဘဲနေရအများစုကိုတော်လှန်ရေးတပ်ဖွဲ့တွေကစုမုံထိန်ချုပ်ထားပြီးစစ်ကောင်စီတပ်ကပလဲမြို့ပေါ်နဲ့ပြူရွာတွေဖြစ်တဲ့အင်မတီးရွာနဲ့ဇီးဖြူကုန်းကြီးရွာတွေမှာသာအထိုင်းချတပ်ဆွဲထားနိုင်တဲ့အခြေအနေဖြစ်တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေထံကသိရပါတယ်။ အလားတူပဲမန္တလေးတိုင်းတပိတ်ကျဲမြို့နယ်လိပ်ကြခြေရွာကိုလည်းမေလ16ရက်နေ့ည9:00နာရီ6မိနစ်အချိန်လောက်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာဒေသခံအမျိုးသားနှုတ်ထိခိုက်ဒဏ်ရာရပြီးနေအိမ်သုံးလုံးလည်းပျက်စီးသွားတယ်လို့ပြည်ဝင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတရင်ထုတ်ပြန်ထားပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်မှာရှိတဲ့အမှတ်နဲ့တမနိဆက်ယုံပင်ပတ်လက်ပတ်နိုင်ရေးအတွက် အပိသက်ဆက်တက်စင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ရုရှားနိုင်ငံ TPE Company Limited ကကျွမ်းကျင်ပညာရှင်တွေရောက်ရှိနေကြောင်းမေလ16ရက်ထုတ်စစ်ကောင်စီထိန်ချုပ်မြန်မာအလင်းသတင်းစာမှာဖော်ပြပါရယ်။အရိရုရှားပညာရှင်အဖွဲ့ကဆက်ယုံမှရှိတဲ့ Air Separation Unit မှာတက်ဆန်ထားတဲ့စက်ပစ္စည်းကရိယာတွေကိုစစ်ဆေးဖို့နဲ့အပိသက်လုပ်ငန်းတွေဆောင်ရွက်ဖို့ရောက်ရှိနေတယ်လို့ဆိုပါရယ်။ပင်ပတ်တမနီဆက်ယုံဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် 2019ခုနှစ်အတွင်းကပြည်တော်စုလွှတ်တော်က20အရှုံးပေါ်နေတဲ့အတွက်ရပ်ဆိုင်းခဲ့တဲ့နိုင်ငံပိုင်ဆက်ယုံ24ယုံထဲမှာပါဝင်ပြီးအာဏာသိမ်းပြီးတဲ့နောက်မှာ2021ခုနှစ်ကစပြီးတော့စစ်ကောင်စီကပြန်လည်လဲပတ်နိုင်ဖို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။လရှိမှာအရေးဆက်ယုံလဲပတ်နိုင်ရေးအပိသက်လုပ်ငန်းအတွက်ရောက်ရှိနေတဲ့ရုရှားအဖွဲ့ကိုစစ်ကောင်စီခန့်စစ်မှုဝန်ကြီးဒေါက်တာချာလီတန်းကမေလ18ရက်ကဆက်ယုံမှာတွားရောက်တွေ့ဆုံခဲ့တယ်လို့ဆိုထားပါဗျ ပင်ပတ်သမဏိဆက်ယုံစီမံကိန်းကိုစစ်တပ်ပိုင်းညမစီးပွားရေးကော်ပိုရေးရှင်း MEC နဲ့ရုရှား TPE ကုမ္ပဏီတို့အကြောင်းမှာ2004ခုနှစ်နိုဝင်ဘာစာချုပ်ထုတ်ခဲ့ပြီးတော့2006ခုနှစ်စက်တဘာမှာစတင်တည်ထောင်ခဲ့ပြီးစီမံကိန်းအပြီးမတက်နိုင်ပဲ2012ခုနှစ်မှာနိုင်ငံပိုင်အဖြစ်လွှဲပြောင်းခဲ့ပါတယ်။စီမံကိန်းဟာပင်ပတ်ဒေသအနေထွက်ရှိတဲ့ဆက်မှုတွင်းထွက်ကုန်ကျန်းဖြစ်တဲ့အရေးအသွေးနှိပ်တက်တူရိုင်းကိုအခြေခံပြီး တန်စိန်အဖြစ်ထုတ်လုပ်နိုင်ဖို့ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းစစ်ကောင်စီစက်မှုဝင်ကြီးဌာနရဲ့2022ခုနှစ်မှာထွက်ရှိတဲ့အစီရင်ခံစာအရသိရပါဗျ။တောင်ကြီးမြို့ရဲ့အရှိတောင်ဘက်10ကီလိုမီတာခန့်အကွာမှာရှိတဲ့ပင်ပတ်တောင်ကမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးတန်တတုတိုင်အနီးမှာရှိတဲ့ပင်ပတ်သံမဏိဆက်ယုံစီမံကိန်းကြောင့်တိရခန်ရဲ့မြေယာရီအတ္တမသိသိခံခဲ့ရပြီးတဘာဝပတ်ဝန်းကျင်ကိုလည်းပျက်စီးစေမှာဖြစ်ကြောင်းအရက်ပတ်အဖွဲ့စည်းတွေကထောက်ပြပြောဆိုထားကြပါသေးတယ်။ စစ်ကောင်စီရဲ့ပင်ပတ်တမနီဆက်ယုံမှာတန်ရီကျူအလုယုံအပါဝင် အလုယုံကွယ်22ယုံရှိပြီးတော့19ယုံကိုဝင်အားမပါစမ်းသပ်လဲပတ်ထားနိုင်ပြီးဖြစ်ကကြံအလုယုံကွယ်3ယုံစစ်ဆေးပြုပြင်ပြီးပါကကုံထုတ်လုံးမှုတွေကိုတပြိုင်တည်းဆောင်ရွက်သွားမယ်လို့စစ်ကောင်စီက2023ခုနှစ်မှာပြောဆိုထားပူပါတယ်ရှင်။ စကောက်စီအလုံသမားဝင်ကြီးဌာနဒုတိယဝင်ကြီးဦးဝင်းရှိန်နဲ့အဖွဲ့ကရန်ကုန်လှိုင်းတန်းမြို့နယ်ချန်ရီဖနက်စက်ယုံဆန္နာပြပွဲကိုမေလ19ရက်နေ့မနက်ပိုင်းမှာလာရောက်ခဲ့ပေမဲ့အလုံသမားတွေတောင်းဆိုနေတဲ့လောက်ခလာစာတိုးမြင့်ခြင်းနဲ့ပတ်သက်လို့ပြောဆိုမှုမရှိခဲ့ကြောင်းသိရပါဗျ။ ရန်ကုန်တိုင်းလမ်းတာယာမြို့နယ်အနော်ရထားဆက်မှုဆောင်အပိုင်းနှစ်မှာရှိတဲ့ချိုင်းဤဖနက်ဆက်ရုံမှာလှုပ်သားထောင်တဲ့ခြေပါဝင်ပြီးလောက်ခလာစာအချိန်ပိုခြင်းလှုပ်သက်စုနဲ့ရမှန်ခြေတွေတွ့မြင်ပေးဖို့အတွက်မေလ14ရက်နေ့ကစတင်ကမေလ19ရက်နေ့မနက်ပိုင်းအထိဆက်လက်ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်မေလ19ရက်နေ့မှာအလုသမားတွေကိုယ်စားလှယ်ကိုဦးပါဝင်တဲ့အဖွဲ့နဲ့အလို့ရှင်နှစ်ဖက်တွေ့ဆုံဆွေးနွေးကြပြီးတဲ့နောက်သဘောတူညီမှုရသွားပြီလို့ဆက်ယုံဘက်ကထုတ်ပြန်ခဲ့ပါတယ် ဆဲယုံဘက်ကထုတ်ပြန်ခဲ့တဲ့သဘောတူညီမှုရရှိသွားပြီဆိုတဲ့စာချုပ်မှာတရက်လောက်အားက7200တက်မှတ်ပေးဖို့အလို့သမားတွေရဲ့တောင်းဆိုချက်ကိုထောက်ပံ့ချေလို့ဆိုကချက်900တာတိုးပေးထားတာကိုတွေ့ရပြီး ရမန်ကြီးအရင်က2000ပြာကနေလက်ရှိမှာ4000ပြောင်းလဲပတ်သက်မှတ်ပေးထားတာကိုတွေ့ရပါတယ်။ဒါကြောင့်ဆက်ရောက်အနေနဲ့အလုသမားတွေတောင်းဆိုထားတဲ့နှုံထောင်းအတိုင်းတိုးပေးဖို့အတွက်ဆက်လက်ဆန္ဒပြနေကြတာဖြစ်တယ်လို့အလုသမားတွေဘက်ကပြောဆိုပါတယ်။အလုရှင်နဲ့အလုသမားသဘောတူညီမှုရပြီဆိုတဲ့စာချုပ်ကလည်းပြာပေးလက်မှတ်ထိုးခိုင်းတာဖြစ်တယ်လို့ပြောဆိုနေကြပါတယ်။ စက်ရုံအလို့ရုံတွေမှာဖွဲ့စည်းထားတဲ့အလို့သမားရေးရာညှိနှိုင်းရေးကော်မတီ WCC ဆိုတဲ့အဖွဲ့ရှိနေပေမဲ့အဖွဲ့ဝင်တွေကအလို့ရှင်အလို့ကြတာဖွဲ့စည်းထားတာဖြစ်ပြီးအလို့သမားခွင့်ရချိုးဖောက်မှုတွေလှုပ်ဆောင်နေတယ်လို့အလို့သမားတွေကပြောဆိုပါတယ်ချန်ဟီဖနက်ဆက်ယုံကတရုတ်နိုင်ငံသားပိုင်ဆက်ယုံတစ်ခုဖြစ်ပြီးနမဲကြီးအမတ်တစိတ်တစ်ခုဖြစ်တဲ့ Adidas ဖနက်တွေကိုထုတ်လုပ်ကဆက်ယုံမှာအလုပ်လုပ်ကနေတဲ့အလုပ်သမား6100ကျော်ရှိတယ်လို့သိရပါဗျ။ စစ်တပ်အာဏာသိမ်းမှုနဲ့ရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံမှာအလို့သမားတွေလက်ရှိရနေတဲ့အ ਨੇ စုံလောက်ကနှုံတာတွေကမလုံလောက်တဲ့အတွက်တရက်လောက်ခလာစားကြက်နှစ်တောင်းတိုးမြှင့်ပေးဖို့မေလာတရက်နေ့ကကြောက်တဲ့ကမ္ဘာအလို့သမားနေ့မေဒီနေ့မှာအလို့သမားအဖွဲ့တချို့ကတောင်းဆိုထားကြပါရဲ့ရှင်မတ်လ28ရက်နေ့ကမြမငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မေလ28ရက်နေ့အထိမှနောက်ဆက်တွဲမြင်းငလျင်186ကြိမ်လှုပ်ခတ်ခဲ့တယ်လို့မိုးစလရဲ့အစိုးရအသိရပါဗျာ။ ဒီထဲမှာ Richter scale 5အထက်အင်အားအသင့်တင်ရှိတဲ့ငလျင်၈ကြိမ်အထိလှုပ်ခတ်ထားတော့ကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့မေလ18ရက်မှာမြစ်သားမြို့အနောက်တောင်ဘက်6မိုင်လောက်ကိုဗဟိုပြုခဲ့တဲ့အင်အား9.2 Richter scale အဆင့်ရှိတဲ့အင်အားအသင့်တင်ရှိတဲ့ငလျင်ဟာသခိုင်းမန္တလေးမြို့ပေါ်တွင်အထိပါလှုပ်ခတ်မှုတွေကိုခန်းစားခဲ့ကြကြောင်းဒေသခံတွေကပြောဆိုကြပါတယ်။ ဒီနောက်ဆက်တွဲငလျင်ကျောင်းမန္တလေးမြို့မဟာအောင်မြေမြို့နယ်စိမ့်ပန်းရက်ကွက်အပယာယာမရွှေကူဘုံကြီးကျောင်းထက်ကငလျင်ကယ်ဆယ်ရေးစခန်းတန်လျားပေါ်မှာတစ်ပင်လဲကျခဲ့ပြီးတော့တားဖနှစ်ယောက်တည်ဆုံခဲ့ရပါသေးတယ်။မေလာသုံးပတ်တောင်အတွင်းမှာဆိုရင်ငလျင်16ကျိန်အထိလှုပ်ခတ်ထားပြီးအများစုကမန္တလေးတိုင်းနေပြည်တော်နဲ့ပဲခူးတိုင်းဘက်ကိုဗဟုပြုလှုပ်ခတ်ခဲ့ပါတယ်ရှင်။ နောက်ဆုံးရပြည်ရင်သတင်းတွေကိုနားဆင်ကြကြတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုထုတ်လွှင့်သွားမှာပါရှင်ဂါဇာမှာစစ်ပွဲရဆိုင်ရေးအပါအဝင်ဟာမတ်အဖွဲ့နဲ့သဘောတူညီချက်ရရှိရေးအတွက်လမ်းဖွင့်ထားပါတယ်လို့အစ္စရေးကတနင်္ဂနွေနေ့ကအချက်ပြပြောကြားလိုက်ပါတယ် အစ္စရေလကထိုးစစ်ကိုအရှင်မြင့်ပြုလုပ်လာတဲ့အတွက်တနေ့ကိုဒါဇင်ပေါင်းများစွာတေဆုံးနေရတယ်လို့ကယ်ဆယ်ရေးဝန်ထမ်းကြီးကပြောပါတယ်။ထိုးစစ်ကိုကျေပြန့်အောင်ပြုလုပ်ခဲ့ရခြင်းမှာစစ်ပွဲရည်မှန်းချက်များရရှိရေးအတွက်ရည်ရွယ်တယ်လို့အစ္စရေလစစ်တပ်ကပြောပါတယ်။အဲဒီရည်မှန်းချက်တွေထဲမှာဒဇယ်ခံများလွတ်မြောက်ရေးနဲ့ဟာမတ်ကိုအနိုင်တိုက်ရေးလည်းပါဝင်ပါတယ်။ ဒါပေမဲ့အဲ့ဒီစစ်စင်ရေးတွေကိုအရှိန်မြင့်ပြုလုပ်နေစင်မှာပဲအစ္စရေးနဲ့ဟာမတ်တို့ဟာကာတာနိုင်ငံမှာတွယ်ဝိုက်ဆွေးနွေးညှိနှိုင်းတာတွေလှုပ်ဆောင်နေကြပါတယ်။ထို့သို့ပြုလုပ်ရခြင်းမှာစစ်ပွဲအဆုံးသတ်ရေးအတွက်ရည်ရွယ်ပါတယ်ဟုပါလက်စတိုင်းကပြောပါတယ်။ယခုခိုက်တန့်တွင်ဒိုဟာရှိညှိနှိုင်းရေးအဖွဲ့ဟာသဘောတူညီချက်ရရှိနိုင်ရေးအတွက်ရရှိနိုင်သမျှ overlap ယခုခိုက်တန့်တွင်ဒိုဟာရှိညှိနှိုင်းရေးအဖွဲ့ဟာ သဘောတူညီချက်ရနိုင်ရေးအတွက်ရရှိနိုင်သမျှနီလန်းတွေကိုလှုံ့ဆော်လျက်ရှိပါသည် Wefcorp မူပေါင်းတဲ့မှတော့၎င်းစစ်ပွဲအဆုံးသက်ရေးဤအစိပ်ပိုင်းတရက်အနေနဲ့တော့၎င်းဆောင်ရွက်လျက်ရှိပါသည်လို့ရခင်စင်းချင်းညီနိုင်မှုများတွင်ပါဝင်ခဲ့တဲ့ American အရှိလေပိုင်းတပ်သမား Steve Wolfcorp ကိုယဉ်ညွန်ပြီး Israel ဝန်ကြီးချုပ် Benjamin Netanyahu ကသူ၏ရုံးကမှာတနင်္ဂနွေနေ့ကထုတ်ပြန်တဲ့ကြေညာချက်တွင်ဖော်ပြထားပါတယ်။ နေတန်ညာဟုရဲ့ယုံကြည်ညာချက်အရာအဲ့ဒီသဘောကျညီချက်တွေဟာတစ္ဆခံများလွတ်မြောက်ရေးဟာမတ်အကြမ်းဖက်သမားများပြည်ပတို့ထွက်ခွာရေးနဲ့ဂါဇာကမ်းမြောင်ဒေသမှာလက်နက်ဖြုတ်သိမ်းရေးတို့ပါဝင်တယ်လို့ဆိုပါတယ်အစ္စရေးကထိုးစစ်တွေ ပြန်လည်ပြုလုပ်ခဲ့ပြီးနှစ်လအကြာပြစ်ခတ်ရဲစဲရေးကျူးပြတ်သွားကြတဲ့ကကတ္တာ၊အီဂျစ်၊အမေရိကန်တို့ကဂျားဝင်ညှိနှိုင်းပေးခဲ့တဲ့ဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပြီးမဲ့အောင်မြင်မှုမရရှိခဲ့ပါဘူး။ ဟာမတ်စ်အဖွဲ့လုံးဝအရှုံးပေးသွားရမယ့်အချက်ပါဝင်တဲ့စစ်ပွဲအဆုံးသတ်ရေးကိုနေတညာဟူကစန့်ကျင်နေပြီးဟာမတ်စ်အဖွဲ့ကလည်းသူ့လက်နက်တွေလွှဲပြောင်းပေးရေးကိုတွန့်ဆုတ်နေပါတယ်။ဒိုဟာမှာကျင်းပတဲ့ဆွေးနွေးပွဲတွေကိုမြေကြီးဘက်ကမျှကြိုတင်စီကံချက်မချထားပဲစတင်ခဲ့ပြီလို့ဟာမတ်စ်အကြီးအကဲအရာရှိတဟာအယ်နူကစနေနေ့ကပြောလိုက်ပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးတော့အပတ်စဉ်ကဏ္ဍအနေနဲ့မြစိမ Editorial Talk အစီအစဉ်ကိုနားဆင်ကြမှာဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ပြောင်းလဲလာတဲ့စစ်ကောင်စီရဲ့ဝါရဖြန့်ရန်နေရအကြောင်းကိုဆွေးနွေးတင်ဆက်ထားကြတာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်။မြစိမ Editorial Talk အစီအစဉ်ကနေပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ပတ်အစည်းအဝေးမှာစက်ကောင်စီရဲ့ပြောင်းလဲလာတဲ့ဝါရဖြတ်မှုရန်တရားနဲ့ပတ်သက်ပြီးတော့မြန်မြန်ဆွေးနွေးသွားဖို့စီစဉ်ထားပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ဒီလက်တလောပေါ်လေးစက်ကောင်စီရဲ့ဝါရဖြတ်မှုရန်တရားကဘလို့အလုံးလုံးတလဲဆိုတာကိုဆောင်းဆိုင်ဝင်အနေနဲ့အရင်ဆုံးပြောပြပေးပါအောင်ရှင်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဒီစစ်တပ်နဲ့သက်ဆိုင်တဲ့အဲအကောင့်တွေကို Facebook ကပိတ်လိုက်တာကြောင့်သူတို့ဒီစစ်ကောင်စီတပ်ကသူ့ရဲ့ဝါရပြတ်နာကို TikTok နဲ့ Telegram ကိုအဓိကထားသုံးလာတာကနေ2024နှစ်အလယ်လောက်မှာ Facebook ရဲ့ policy ကပြောင်းလာတာကနေစပြီးတော့ Facebook ဘက်ကိုပို့ပြီးတော့အာယုံဆိုင်လာခဲ့တယ်။ဒါပေမဲ့ Telegram ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ဖြစ်ပေါ့ဘယ် platform မှာပဲဖြစ်ဖြစ်သူတို့ဝါဒဖြန့်တဲ့ပုံစံတော့နှစ်မျိုးပဲတွေ့ရတယ်။ပထမတစ်မျိုးကသတင်းဌာနတွေကတင်တဲ့သတင်းတွေကမှားတယ်ဆိုပြီးတော့ တတင်းမားဆိုပြီးတော့သူကပြောတယ်ပြီးရင်ဖြစ်စဉ်စက်ကဒီလို့ပေါ့အဲ့ဒါကလှုပ်ကြံပြီးတော့ဟိုသူကတတင်းမားပြန်နောက်တစ်ခုကလူကြည့်များတဲ့တတင်းတွေရဲ့အောက်မှာထင်းရောက်ထင်းမားဖြစ်အောင်သူ့ရဲ့အလံရှူးတွေကနေပြီးတော့ comment တွေရေးတာဥပမာဒီတပည့်ရင်းအိုဒိန်တွင် ရွာကစာတင်ကြောင်းကိုစစ်ကောင်စီရဲ့လေတက်ကနေပြီးတော့ဘုံကျဲပြီးဘုံကျဲလို့လူသေးပြောက် များတဲ့အဖြစ်ပြက်ကိုအဲ့ဒီသတင်းတွေဒီတက်လာတဲ့အချိန်မှာသူကဝင်ပြီးတော့ဝါရဖြန့်သတင်းမှားတွေနဲ့တံပြန်ပြီးတော့ဝါရဖြန့်တယ်အဲ့ဒီဖြစ်ပြက်ကဘာနဲ့သွားတူလဲဆိုတော့2024ခုနှစ်ဂျွန်16ရက်နေ့ကဝင်းနေမိတာယုံကြောင်းတိုက်ဆရာတော်မူးနေတာဘီဝန်သားဒီဆရာတော်မန်လေးတိုင်းဒေသကြီးမြို့သားမြို့နယ်ကမ္မရွာနီးမှာစစ်တပ်က ပြစ်လို့သိဆုံးခဲ့တာကိုဒါ PDF တွေမိုင်းဆွဲလို့ပြန်လွန်တော်မူတယ်ဆိုပြီးတော့တည်င်းမှာဖြန့်အဲ့ဒီမှာဒီစစ်လော်ဘီတွေစစ်တပ်ထောက်ခံတဲ့သူတွေကနေပြီးတော့ white share เนาะတရင်အမှန်ကိုဖုံးအောင်လုပ်ပြ။ဒါပေမဲ့လည်းသူတို့ဖုံးဘလောက်ပဲလိမ့်လိမ့်မအောင်မြင်တာကဝင်းနေမိတာရုံကြောင်းတိုက်ဆရာတော်နဲ့ကားတူစီးခဲ့တဲ့ကံသုံးဆင့်ဆရာတော်က ဒီဖြစ်ပျက်ကိုထုတ်ဖော်ပြောတာနော်စစ်ကောင်စီဒီတပ်သားတွေကျူးလွန်တာဖြစ်တယ်လို့သူ့ကိုလည်းလိန်ညာထွက်ဆိုဖို့ဖိအားပေးတဲ့အကြောင်းကိုဆရာတော်ကနေပြီးတော့အဖြစ်မှန်ကိုထုတ်ပြောခဲ့တယ်အဲ့ဒီမှာနောက်ဆုံးစစ်ကောင်စီကဒီမှုကိုပြန်စစ်စစ်မယ်ဆိုတာမျိုး ပြောခဲ့ပြီးတော့တိုင်မှုကိုတာဝန်ရရဆက်ခဲ့တယ်ဆိုတာမျိုးလုပ်ခဲ့တာတွေ့ရတယ်ဒီမှုနှမှုမှာအာကွာတာကတော့ဒီဝင်းနေမီတာရုံ ဟိုဆရာတော်အဖြစ်ပြက်ကတော့ဒါတန်ဃာတော်တွေနဲ့ပတ်သက်တာနောက်ပြီးတော့ဆရာတော်ကထင်ရှားတဲ့ဆရာတော်ဖြစ်လို့နောက်အဖြစ်မှန်ကိုထုတ်ဖော်ပြောဆိုတဲ့ဆရာတော်ရဲ့တတ္တိကောင်းတာเนาะဆရာတော်ကအမှန်တရားကိုပြောတော့သူတို့ဘလို့မှလိန်ညာလို့မရတော့ဘူးဖုံးဖုံးကွယ်လို့မရတော့တဲ့ဟာဖြစ်လာတာစစ်တပ်က Facebook ပေါ်မှာ community driven စနစ်အဲ့ဒီဟာကိုအစားထိုးလိုက်တဲ့နောက်ပိုင်းမှာဖြစ်လာတာ Facebook ရဲ့ policy ဘိုင်းဆိုင်ရာ အာအာနေချက်ကိုဒါစစ်ကောင်စီတပ်ကအရသုံးတာပဲအခုဆိုရင်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခတ်မှုတွေစိတ်စိတ်နဲ့လှုပ်လာတဲ့အချိန်မှာတရင်မားတွေကိုပို့ဖြန့်လာတယ် Telegram ပေါ်မှာသူတို့ရဲ့ lobby တွေဖြစ်တဲ့ကြော်စွားကိုတက်မိုင်းဝေမောင်မောင်စားတဲ့အကောင့်တွေပြန်ပေါ်လာပြီးတော့တရင်အတူတွေတရင်အမားတွေဒရဇက်ကိုဖြန့်ချီဥပမာဒီ Orange ရာဖြစ်စင်မှာသူ lobby တွေကဒါ PDF တွေအကြောင်းကိုဘုံလုံးပြီး အာပူလုံပြီးတော့ပောက်ကွဲမှုဖြစ်တာဗီဒီယိုတွေပုံဖောက်ကွဲတာစားတဲ့တည်င်းအမှားတွေရေးတာရောတချို့တွေကြတော့လေအန်ယူဂျီနဲ့တော်လိုင်းထောက်ခံသူတွေအနေနဲ့လူချင်းမင်းတို့ပြောဆိုခဲ့တဲ့အတိုင်းဘုံကျဲခံရပြီးခလေးများတည်ဆုံးရခြင်းမှန်ကန်ရင်အဲ့ဒီတပ်ပုံများကိုကုလသမဂ္ဂလူခွင့်ရေးဖွဲ့တိုင်းရောက်ပွေးစေချင်ပါတယ်အာစသဖြင့်သူတို့ကပဲတကယ်အဲတုံသက်တဲ့လူပုံစံမျိုးလိုလိုနဲ့အဲရေးကြပြီးတော့ဇဝေဇဝါဖြစ်အောင်နဝေတိန်တောင်ဖြစ်အောင်လုပ်ကြတယ် နောက်ဒီမှာဝင်းရံတဲ့နီးလည်းဖြစ်တယ်နောက်တနည်းရတော့ Facebook အောက်မှာပဲဖြစ်ဖြစ်ဒါ comment တွေအနေနဲ့စစ်တက်ကဲဒီမဟုတ်တန်တရားဝါဒပြန့်မှုတွေကိုထင်ရောက်ထင်မှဖြစ်စေတဲ့အကြောင်းအရာတွေ comment အနေနဲ့ကြီးတာအိုဒိန်တင်းရွာကြောင်းလေရင်ဘုံကျဲတဲ့ဖြစ်စဉ်ရဲ့တရင်အောက်မှာဆိုရင်ဒီချိန်ကြီးဘာလို့ကြောင်းဖွင့်နေတာလဲကြောင်းဖွင့်နေပြီလားမသိလို့ပါအာ တခြားသတင်းတခုမှာတော့တွေ့ဒီလိုတွေ့တယ်ဒီပိရင်အိုရိန်ညာဟို PDF တွေဘုံခွဲဘုံခွဲလို့ကလေးတွေတည်ဆုံးတာဇာတ်ဖြင့်မို့ရှောက်ကြီးအဲ့ဒီလိုမျိုး comment တွေကိုဟာ react တွေပေးပြီးတော့သူကအလန့်ရှူးတွေနဲ့အုံအောင်လှုပ်လိုက်တာပေါ့သူအများအုံတဲ့အုံတဲ့ရောင်ပေါ့နော်အဲ့လိုမျိုးလှုပ်လိုက်အဲ့မှာကြီးတဲ့အခါကျတော့ like ဆစ်လိုက်တဲ့အခါသူတို့ရေးတဲ့ comment တွေနော်အဲ့ဒါတွေကစစ်တပ် lobby တွေ ရေးနေတာတွေနဲ့ရေးတဲ့ပုံစံနဲ့ narrative တွေကတူတဲ့ပြင်သူတို့အဲ့ဒီရဲ့ Facebook profile တွေကလည်း log ချပြီးတော့ရေးနေ Facebook Telegram YouTube TikTok ဘယ်မှာပဲကြီးကြီးသူတို့ပေးနေတဲ့ message ကဒီဒေါ်လာရေးဘက်တွေကိုမဟုတ်တန်တရားပြောတာရွေးကောက်ပွဲကိုဆွဲတာပေါ့ရွေးကောက်ပွဲလုပ်ပေးနိုင်မှဒီမိုကရေစီစနစ်ပြန်ရမယ် EAO တွေကစစ်ကောင်စီတပ်ကိုဝိုင်းတိုက်နေတာဒါအင်အားကြီးဗမာလူတို့ကိုအင်အားညော့နေစေဖို့ စနစ်ကြပေါင်းပြီးတော့ဖြိုကွင်းနေတာ PDF တွေကိုအသုံးချနေတာ PDF တွေရဲ့ဘဝစုံနေကြတဲ့အာစသဖြင့်ပေါ့ဖြိုခွဲပုံကနော်ရေတော်ပုံပယ်တော့မှမအောင်ဘူးဘာညာပေါ့တိုက်ပြောဒါမျိုးတွေလုတ်ဖို့အတွက်တာဝန်ယူထားတာတော့စစ်ကောင်စီတပ်မှသူတို့တမတော်သိပ်ပံနဲ့သူတေသနာနီးပညာဌာနချုပ်ဘာသနာတပ်နောက်ကကပီနောက်သူတို့လက်တက်မွေးထားတဲ့ သိမ့်တန့်လို့အဖွဲ့တွေနောက်နိုင်ငံအာပညာသင်ရောက်နေတဲ့စစ်ဘိုလ်တွေအဲ့ဓာတွေနဲ့ပြန်ကြားရေးဝန်ကြီးဌာနအောက်ကလက်အောက်ခံဝန်ထမ်းတချို့ပါတာတွေ့ရရုရှားတို့တရုတ်တို့လိုပညာသင်ရောက်နေတဲ့စစ်ဘိုလ်တွေဆိုရင်သူတို့ရဲ့အဝေးရောက်တက်တာဝင်ငါပါလဲဆိုတော့တနေ့ကိုကွန်မန့်၅ခုပေးပြီးတော့ post ၅ခုကို share ပေးရတာ အဲ့ဒါ count 2တွေနဲ့ဘလို့ပဲလို့သူတို့လောက်ရအောင်အဲ့တော့သူရဲ့ narrative ကပါလဲစစ်တပ်က partisan democracy စနစ်ကိုလိုလားတယ်ဒေါ်လာကြီးတပ်ဖွဲ့တွေစစ်ရှုံးနေပြီးစားသဖြင့်ပေါ့နော်လိန်ညာတည်င်းမားတွေနဲ့စိုက်ဝါးကိုအုံနဲ့ကျင်းနဲ့အခွဲကြစီစဉ်လောက်တာ ဖြစ်ပါတယ်နောက်တစ်ခုကဒီစစ်တပ်က အနာသိန်းစကာလကဝါရာဖြန့်တဲ့ပုံစံနဲ့အခုဝါရာဖြန့်တဲ့ပုံစံကမတူတာကိုတွေ့ရတယ်ပေါ့နော်ဟိုဘလိုမျိုးကွာခြားသွားတယ်လဲဘလိုမျိုးပြောင်းလဲလာတယ်လဲဆိုတာကိုရှင်းပြီးတော့ပြောပြပေးလို့ရမှာလားရှင်ဒီစစ်တပ်ပေါ့မြမတပ်မတော်ဟိုလို့ခေါ်ခေါ်ဒီစစ်တပ်ကဒီလိုမျိုးသတင်းမှသတင်းတူတွေနဲ့လှုပ်လာတာအနာမသိန်းတွေနေရပါမရောညာအေးမှဆိုလဲဒီလိုပဲ အုံနေခြင်းနဲ့နောက်မိတိလာအာကမွတ်စလင်တွေကိုဆူလိုက်ပြုံလိုက်တတ်တဲ့ဟာတွေမှာလည်းဒီလိုပဲနော်အပီ NLD ဒီဒေါ်ဆန်းစုကြည်တို့ NLD တို့တောက်လျှောက်တိုက်လာခဲ့တာလည်းဒီတိုင်းပဲသူကတော့ဟိုလိန်ရဲ့လိန်မို့ညာမို့ဝင်မလေးဘူးနော်အဲ့လိုပဲလှုပ်လာအာနာသိမ့်မိတဲ့နောက်ပိုင်းမှာ Facebook ကမင်းအွန်လိုင်းပါဝင်စစ်ဖို့ကြုတ်တင်တဲ့ဒီစစ်တပ်ကတုံးနေတဲ့အကောင့်တွေကိုဖျောက်ချလိုက်တော့စစ်ကောင်စီကလည်း ဒီပြည်သူလူထုအများစုသုံးနေတဲ့ Facebook ကိုသုံးလို့မရအောင်ဆိုပြီးတော့နော်သူက social media Facebook တို့ YouTube တို့သူကအာပြည်တွင်းမှာတုံးလို့မရအောင်ပိတ်ပလိုက်တစ်ဖက်မှာလည်းဘာဖြစ်လို့လဲဆိုတော့ဒီလွတ်လပ်တဲ့မီဒီယာတွေမြစီမာအရာဝတီအာမြန်မာနောက်တီဗီစသဖြင့်မီဒီယာတွေအေကအာလူတို့ကအရန်အာကိုကြတယ်အရန်ကြီးကြတယ်နော်တနေ့တနေ့တန်းတန်းမောင်းမြောင်များတော့ကြီးတယ်အဲ့ဒါကိုသူတို့မခံစားနိုင်အဲ့တော့ သူတို့ကအဲ့ဒါပြည်တွင်းမှာကြီးလို့မရအောင်ဘန်းလိုက်တယ်။ဒါပေမဲ့လည်း technology ကမရက်သွားဘူး။လူလူတွေကပြည်သူလူထုက VPN နဲ့ခံပြီးတော့ဒါ Facebook ကိုသုံးတယ်။အဲ့မှာသူတို့ကလည်းဘာတဆင့်ပြန်လှုပ်လာလဲဆိုတော့စက်တွေဝင်ကြီးဌာနဒုတိယဝင်ကြီးဗိုလ်မှူးချုပ်လူမွန်ကတရုတ်ကုမ္ပဏီတွေရဲ့အကူအညီတွေနဲ့ VPN တွေကိုပါလိုက်ပန်းတယ်။ဒေါ်လာရေးဘက်က အာပြောရလို့ရှိရင်သတင်းစီးဆင်းမှုတွေเนาะနောက်ပြီးတော့လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ထောက်ပြမှုသတင်းတွေကိုပြည်သူလူထုဖတ်ဖို့ဖတ်လို့နည်းတော့လို့တချိန်ထဲမှာပဲသူ့ရဲ့ဝါရဖြန့်မှုရန်နေရာဖြစ်တဲ့ MRTV မြာဝတီကျေးမုံမြမာလင်းဒါတွေက Telegram ကိုသုံးပြီးတော့ဆက်ဖြန့်အဲ့ဒီဟာတွေအတွက်လည်းည၈နာရီဆိုရင်တက်ရင်မှုတို့တူးတက်ရင်မှုတို့ဟိုအိမ်မှာတတ်မိသားစုတွေစုပြီးတော့ဒီသတင်းတွေကို မဖြစ်မနေနားထောင်ခိုင်းတယ်။တတိထဲမှာစုပြီးတော့ဟောနားထောင်ခိုင်းတာမျိုးလုပ်။ပြီးရင် online မှာတရေမားတွေများနေလို့ဒါအာ VPN နေခံပြီးတော့မကြည့်ဖို့ညွှန်ကြားချက်တွေလုပ်။အကယ်၍များခိုးကြည့်လို့ရှိရင်အရေးယူမယ်ဆိုတော့အဲချိန်ချောင်းမှုမျိုးတွေလုပ်။တစ်ဖက်မှာလည်းအဲ့လိုလှုပ်ခြင်းအပြင်သူ့ရဲ့စစ်တပ်ကနေပြီးတော့ CDN လောက်တာတွေနဲ့တပ်ပြေးတာတွေနေသွားအောင်သူထိန်းတာ။ အရက်ဘက်လူတို့ကိုဝါဒဖြန့်မှုအတွက်ကြတော့ဒီ online နီးမဟုတ်ပဲနဲ့တခြားရှေးဟိုးနီးတွေလောက်တာလည်းရှိတယ်တော်လန်မှုအားကောင်းတဲ့ဒေသကချင်းချင်းကရင်နီးရခိုင်စကိုင်းမကွေးအတီလိုအညာဒေသတွေနဲ့ဒီဒေသတွေမှာဆိုရင် internet ကို ဖြတ်တောက်ထားပြီးတော့လေရင်တွေနဲ့စာရွက်တွေကျဲပြီးတော့ဟောဝါဒဖြန့်တာရှိတယ်နောက်မန္တလေးကဥပိန်တရားလိုနေရာမျိုးမှာရဲတွေကအာ တော်ဆန်းစုကြည်ကအန်ယူဂျီ CRPH PDF ကိုမထောက်ခံပါဘူးဆိုတဲ့ပုံစံမျိုးဒါလက်ကမ်းစာဆောင်တွေ live ဝေခဲ့တာတွေလုပ်စစ်ကောင်စီရဲ့လက်အောက်မှာပြန်သူ့မှာရှိတဲ့ပြန်ကြားရေးဝန်ကြီးဌာနမှာရောဒီစစ်တပ်ရဲ့ဓာတ်ရိုက်အောက်မှာပေါ့ပြည်သူဆက်ဆံရေးနဲ့စိတ်သက်စစ်စင်ညွှန်ကြားရေးမှုရုံးအောက်ကဝါရဖြန့်ချီနေတဲ့ပတ်သက်လို့ဟိုအရာရှိတွေကြွန့်ကျင်နေတဲ့သူတွေရောဒီ online ဘက်ကိုပို့ပြီးတော့အာယုံစိုက်လာတယ်အခုမှနော်အစာပိုင်းတော့ तू ကဒီ Facebook ကိုဟိုမတုံးစေခြင်းလို့ तू တို့ကိုပိုင်ထောက်ထားတဲ့ OK ပါဆိုတဲ့အဲ app လိုမျိုးလုပ်ဖို့တုံးကြဖို့ဝါဒဖြန့်နေတယ်ဒါပေမဲ့ဒီ app တွေကပုံလိုက်လို့ရှင်ဘဘူးဘာတုံးနေတယ်ဘာလုံးနေတယ်ဆိုတာအကုန်လုံး तू ကြည့်လို့ရအောင်လုပ်ထားတာဖြစ်တဲ့အတွက်လူတို့ကလည်းမယုံမှုမကြိုက်ဘူးအဲ့တော့အဲ့မှာဒီ ဒီ Play Store ကနေပြီးတော့ဒီ app ကိုဟို ဖြုတ်ချတာမျိုးတွေလုပ်ခဲ့တော့သူရဲ့အဲဝါဒဖြန့်ချီလမ်းကြောင်းကတော့အဓိကအနေနဲ့ Telegram နဲ့ TikTok ကနေပြီးတော့အဓိကရှိနေခဲ့ Telegram မှာဆိုရင်ကြော်စွာပါညွန်ဟန်ငယ်ဥသင်းဥတက်ချက်ကြီးပိုးစီ MDY image channel စသဖြင့်စသဖြင့်မို့ channel တွေ40ကျော်ရှိတယ်နော်ဒါဗမာရေးရတဲ့ပြိပကလေးလေးလာရေး BACS ရဲ့ထုတ်ပြန်ချက်အရာပြောတာပါဒီ channel တွေအကုန်လုံးကတော့ narrative ကတစ်မျိုးတည်းပဲအဲဒါသူတို့ရဲ့အဲမဟုတ်တန်တရားတွေလောက်ကြံတွေကိုဒီမှာနော်သူကပန့်ဒီ channel တွေမှာနောက်ပါတွေ့ရလဲဆိုတော့ MRTV တို့မြောက်ဝီတို့ကသတင်းတွေကိုပြန်တင်တာတွေ့ရတယ်ဒါအပြင်မဲ့ဆက်ဆက်ပြီးတော့အဲနောက်ပိုင်းမှာလှုပ်လာတော့လှုပ်လာတာတော်လိုင်းအဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကိုသတင်းပေးတာအဲ့ဒါကလည်းသူတို့ရဲ့ အဲမြေပြင်မှာရှိတဲ့တည်င်းပေးတွေပြူစောတီတို့ဘာညာပေါ့နော်စာအဖားတို့ကနေပြီးတော့ဟောဝင်ပေးတဲ့ဟာမျိုးတချို့ကမှန်တာလည်းရှိတယ်မှားတာလည်းရှိနော်ဟိုလူတွေကလည်းအဲတည်င်းပေးဆိုရင်ဟိုဟိုတွေ့ကြရမြင်ကြရပေးလိုက်တာပေါ့မှန်မှန်မှားမှားဒါသူကိစ္စမဟုတ်အဲ့လိုမျိုးတွေလည်းရှိဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒီ Telegram channel တွေကိုတတ်မိသားစုဝင်တွေအားလုံးမဖြစ်မနေ join တာအဲ့ဒီလူတွေ ရေးတဲ့ post တွေကိုစောင့်ကြည့်ပြီးတော့ဒီစစ်ကောင်စီတပ်ကို မကောင်းဘူးလို့ comment လာပေးတဲ့သူတို့နော်နောက်ပြီးရင်တော်လန်ရေးဘက်ကိုထောက်ခံတဲ့အဲအရေးသားတွေလောက်တာမျိုးလောက်တဲ့သူပေါ့ဥပမာဒေါ်စန်းစုကြည်မွေးနေပန်းပန်နေဆိုတဲ့သူတို့တဏ္ဍာလိမ့်တဲ့သူတို့နော်အာ profile ကိုအနေအောင်ချိန်တာစသဖြင့်ဒီလိုလူမျိုးတွေကို အကြမ်းဖက်အားပေးတယ်ဆိုပြီးတော့ ဖန်ခိုင်းနေစာဖာဖန်တာလောက်တယ်အဲ့လိုနဲ့ဥမာဆိုရင်ပြုဆောင်မေပကြီးမေလာတန်စင်းတို့အာမြတ်သူသူတို့အစိုးရဘူဟာတို့ရွှေသိန်းနန်းတို့အာခိုင်သိန်းကြီးရဲ့အဲအခင်မွန်အွန်ကိုခန်းနိုင်တို့ဒါဖန်စည်းကန်းအနေလေးဖြစ်တာလေးရှိခဲ့ now စစ်ကောင်စီမှာအာသူ့ရဲ့ဝါဒဖြန့်ဖို့အတွက်တရားဝင်မီဒီယာဆိုတဲ့ခေါင်းစဉ်အောက်ကားလေးရှိတယ်နော် စစ်တပ်ကဒီလိုမျိုးအကြမ်းစားမျိုးတွေလုပ်တာရှိတယ်လို့နောက်အပြော့စားလည်းရှိတယ်သူမှတလိုင်းပေါ့မီဒီယာဆိုတဲ့ခေါင်းစဉ်အောက်ကပေါ့ဒါနဲ့နိုင်ငံတကာကိုလည်းပြဖို့ကိုလည်းဖြစ်တာပေါ့လေအဲဟိုသူရဲ့ဒီ Stalin Stein ဝါဒဖြန့်ရန်နေရာတွေဖြစ်တဲ့ MRTV တို့မြဝတီတို့ဒါမျိုးတွေက social media မှာ Facebook မှာဟော ဟိုဆိုရှယ်မီဒီယာမှာမပေါက်တဲ့အချိန် Facebook မှာဖြုတ်ခံထားတဲ့အချိန်မှာသူကပါလဲလဲဆိုတော့11 1မြန်မာ popular news တို့ရန်ကုန်မီဒီယာတို့အဲ့ဒီကနေပြီးတော့သူဖြန့်သူဟိုဖြန့်ကျင်တဲ့ narrative တွေအဲ့အဲ့ဒီဟာတွေအဲ့ဒီ channel တွေကနေပြီးတော့ဖြန့်အဲ့တော့ဒီဒီအချိန်ခါလိုက် သူတို့တွေကလည်းအဲလောက်ကြရတာပေါ့လေငလင်းဆိုလည်းငလင်းပေါ့ နော်အာယူကောက်ပွဲအဲအကြောင်းတက်လာမယ်ဆိုရင်လည်းယူကောက်ပွဲအကြောင်းပေါ့ဒီ site ဝါတွေကအဲ့ဒီလမ်းကြောင်းမှာရှိနေတယ်အဲ့ဒီ narrative ကိုချပေးနေတဲ့လူတွေကတော့အော်တော့ရှိနေတာပေါ့သူကထိန်းချုပ်ပြီးတော့သွားနေတာအဲ့ပေါ်မှာအာအမာဝန်းရနာနဲ့အပြော့ဝန်းရနာနဲ့အဲ့ဒီလိုမျိုးဟိုသူကစူးစမ်းနေတာပေါ့နော်ဘလို့ပဲဖြစ်သူရဲ့ဒီစစ်ကောင်စီရဲ့ဝါဒဖြန့်မှုဟာ2021နှစ် ကာလနဲ့နှိုင်းရှင်လို့ရှင်သူတို့ဘက်မှာလည်းသူတို့အမြင်ရချင်းထိရောက်တဲ့သဘောလေးရှိလာတယ်အရင်တော့ဆိုရင်လူတွေကိုယ်တိုင်ကဒီမခံမရနိုင်စစ်တပ်ကအဲ့လိုမျိုးလုပ်တဲ့အာမခံမရနိုင်ပြန်ပြီးတော့ဟိုကောင်တာပြန်လုပ်တယ်လေကွန်မန်နေပြန်ရေးတာတော့အခုကျတော့အတုံးဘလို့ပဲပြပြအတုံးနေသွားကြတော့နော်အဲ့ဒါမျိုးတွေအဲရှိနေတယ်အဲသူ့ရဲ့အလန်ရှူးတွေကတော့ဟောသူတို့ကတော့ဆက်ပြီးတော့ဟောလုံနေတဲ့ဟာမျိုးတွေ ဆက်တွေ့နေရသေးတယ်။နောက်လဲရွေးကောက်ပွဲကာလနီးတာနဲ့မျှပို့ပြီးတော့တော့များလာမယ့်အနေအထားရှိပါတယ်။မြစီမာရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။မြစီမာရေဒီယိုမနက်ပိုင်းအစီအစဉ်ကို နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ၊ကိုတက်တမ၄3မဂါဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။ မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9နာရီကနေ9နာရီခွဲအထိအန်ဒိုမီတာ16မီတာစက်ကွန်တက်တမ5မက်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါရယ်ရှင်။